မင်္ဂလာပါဒီနေ့ရန်ကုန်ရန်ကုန် page မှာရေးသားထားတဲ့တခါကလမ်းမတော်ရန်ကုန်ထောင်ကြီးဝင်းကျင်မှာဆိုတဲ့အကြောင်းအရာလေးကိုပြောပြသွားပါမယ်တခါကလမ်းမတော်ရန်ကုန်ထောင်ကြီးဝင်းကျင်မှာဒုတိယကမ္ဘာစစ်အချိန်ကာလအတွင်းက ရန်ကုန်ထောင်ကြီးကိုဝေဟင်မရက်ကူထားသောတပ်ပုံအများအပြားရှိပေမဲ့ထောင်အနီးစစ်တပ်ကတို့အပါဝင်လက်မတော်ဝင်းကျင်ကိုကြီးကြီးရှင်းရှင်းမြင်ရတဲ့တပ်ပုံမျိုးကတော့ရှားတယ်ပဲဆိုရပါမယ်။ဒီထဲကမှဒီနေ့ခေတ် Google Map မှာမြင်ရတဲ့မြေပြင်အနေအထားနဲ့အနီးဆက်ဆုံးရှင်းကြည့်လို့ရမယ်တပ်ပုံလေးတပုံတွေ့မိပါတယ်။မြင်ကွင်းကတော့တော်တော်လေးပြောင်းလဲနေပါပြီ။ တချို့အကြောင်းအရာများဆိုလူကြီးများကပြန်လည်မပြောပြလျင်ကျွန်တော်တို့အတွက်သိဖို့ခက်ခဲသွားတဲ့အနေထားပါပဲ။ဒါကြောင့်ကန်တိုမင်တက်မြေအကြောင်းကျွန်တော်ရေးခဲ့စဉ်ကမှတ်ချက်ပြုဝင်ရောက်ရေးသားပေးကြတဲ့ရန်ကုန်ထောင်ဝင်းကျင်ကအကြောင်းအရာချို့ကိုမတိသေးသူများလည်းသိရှိမှတ်သားနိုင်အောင်တီဗီသူများကလည်းဖြည့်စွက်မျှဝေ ပေးလို့ရအောင်ထို့ပုံနဲ့ပြန်လည်ဆက်ဆက်ဖတ်ရှုနိုင်ရန်စူးစီးရေးသားလိုက်ပါတယ်။ ဗဟုသုတမျှဝေပေးသူတဦးတယောက်ချင်းဒီကိုအထူးကျေးဇူးတင်ပါတယ်။ရန်ကုန်ထောင်ကြီးဗြိတိရှားတို့ဆောက်လုပ်ခဲ့တဲ့ရန်ကုန်ထောင်ကြီးမှာမြောက်မတောင်ကိုမြင်းကျော်စွာလမ်းမှဘိုဂျိုလန်းအထိအရှိမအနောက်ကိုဂျပန်ဆေးရုံလို့ခေါ်တဲ့ယခုအထွေထွေယောဂကုဆေးရုံတည်ကြီးရှိရာနေရာမှာအနောက်ဘက်ဝါရန်လန်းထိကျယ်ဝန်းနေထိုစဉ်ကဘုံကြီးလန်းဟူ၍မရှိသေးပါဘူး မြောင်မတောင်သို့ပြည်လန်းတိုင်းလာသော ကားများသည်ဘယ်ဘက်စိန်ညွန်းလန်းကိုချိုးတဲ့တဲ့သွားလမ်းစုံမျိုးမှကြောင်းလန်းစုံရောက်ရင်ညာဘက်ဆက်စင်းပြီးလမ်းမတော်လမ်းရောက်အောင်တွားရပါတယ်1983ပို့တတိုင်းတွေဖြူပြီးမှပြည်လန်းနဲ့ဘုံကြီးလန်းကိုဆက်သွားပြီးတိုက်ရိုက်မောင်းနေနိုင်ပါတယ်စင်စစ် ထိုအချိန်မြေရှင်ရင်ဌာနတွင် Rangoon Main Jail E ပိုင်နက်မှမြို့မှကြောင်လန့်အထိဖြစ်ပြီးကက်လျက်ကစေတက္ကသိုလ်တက်တည်ပင်လျင်ရန်ကုန်ထောင်ကြီးမြေကရန်ဖြစ်တာအမည်ပေါက်ခဲ့တယ်။ဘုံကြီးလန်းနဲ့ဘူဂျုံလန်းထောင်ယခုဒူနာပြုတ်တက္ကသိုလ်ခန်းမရှိတဲ့နေရာမှာထောင်ဟင်းသီးဟင်းရွက်စိုက်ခင်းရှိပြီးလမ်းတစ်လမ်းမှဝါရလန်တီ ယခုဗဟိုစီအိမ်ယာကတော့ဝါရာလိုင်းလို့ခေါ်ပြီးထောင်ဝါရာတွေနေတဲ့တန်းရာကြီးတွေရောအရက်သားအိမ်များပါရှိခဲ့တယ်။ဝါရာလန်းထိပ်မှာလည်းထောင်ရာ ရှိကြီးဤနှဆောင်ပြန်အိမ်ကြီးရှိခဲ့ပြီးထောင်ရဲ့ရှေ့မျက်နှာစာမှာဗဟိုစီရက်ွက်ရှိလို့ဗဟိုစီထောင်ဟုလည်းခေါ်ဆိုခဲ့ကြတယ်။1968ခုနှစ်ခန့်အထိရန်ကုန်ထောင်ကြီးကိုအသုံးပြုနေဆဲဖြစ်ပြီးထို့နောက်ပိုင်းတွင်တော့အသုံးပြုခြင်းမရှိတော့ပါဘူး။ ဒီနေရာမှာဆက်ဆက်လို့ဒီပတ်ဝန်းကျင်မှာ ရခိုင်ကိုလိုနီခေတ်ကခေါ်ဆိုခဲ့တဲ့လမ်းမြေမူရင်းများကို ဖော်ပြရလျင်ရခိုင်စိန်ကျွန်းလမ်းကိုယခုမင်းရဲ့ကျော်စွာလမ်းရခိုင်ကော်မရှင်နာလမ်းကိုယခုကိုကျိုးအောင်ဆန်းလမ်းရခိုင်ကီလီလမ်းကိုဝါဒန်လမ်းမော်တင်ကိုလမ်းတစ်လမ်းဟူ၍ပြောင်းလဲခေါ်ဆိုခဲ့ကြပါတယ်။ စိန်ကျွန်းလင်းလို့ခေါ်တဲ့မင်းရဲ့ကြော်စွာလမ်းတောင်ပတ်ယခုဆေးရုံရှိရာကိုမြေမြင့်အပေါ်စီလမ်းရဲ့မြောက်ဘက်ယခုစိန်ကျွန်းမောရှိရာကိုမြေနှိပ်အောက်စီဆိုပြီးစိန်ကျွန်းစေးနှစ်ခုရှိခဲ့ဘူးတဲ့1984မှာဆေးရုံဆောက်ရန်အပေါ်စီကိုဖျက်ပြီးအောက်စီမှာပင်ပေါင်းလိုက်ကနှစ်တန်ကြာသည့်အထိဈေးရှိခဲ့တယ်စိန်ကျွန်းစေးတစ်ဖြစ်လဲရန်ကုန်မောင်ကိုဈေးခုလူသိများပြီးမဆလာခဲ့ တိုင်းပြည်တကားပိတ်မူဝါဒကျင့်သုံးချိန်မှာနိုင်ငံခြားဖြစ်ပစ္စည်းမျိုးစုံကိုမောင်ခိုပစ္စည်းအဖြစ်ရောင်းဝယ်ဖောက်ကားရာဈေးကြီးဖြစ်လာတယ်။မောင်ခိုဈေးဥခေါ်တော်လဲလူမြင်ကွင်းတွင်ပင်ပြောင်းရောင်းဝယ်ဖောက်ကားပြီးအရာရှိကတော်များပါမကျန်လာရောက်ဝယ်ယူတတ်တယ်။တခါတရံဝင်ရောက်ဖမ်းဆီးသည်မှအပ နောက်ပိုင်းဖမ်းဆီးခြင်းမရှိတော့ပါ။ယခုတော့ထိုနေရာသည်စီတီမော်စိန်ကျွန်းဖြစ်နေပါပြီ။ ဂျပန်ဆေးရုံဂျပန်ဆေးရုံကို1984မှာဂျိုက်ကာမတိဆောက်ပြီးဆေးတက္ကသိုလ်တရန်ကိုဒူနာပြုတက္ကသိုလ်ရန်ကိုဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်ရန်ကိုစသောတက္ကသိုလ်များစတင်ကြသည့်ဆေးရုံတစ်ခုလည်းဖြစ်ခဲ့ပါသည်ထိုနေရာဒီပင်လေရခင်ကထောင်ကြီးရှိခဲ့ရာနေရာ ဖြစ်ပြီးဆေးရုံမဆောင်မီကစိန်ကျွန်းအပေါ်ဆေးဟူ၍လည်းရှိခဲ့သေးတယ် 2019ခုနှစ်မှာဂျိုက်ကာမှပင်အထွေထွေယောဂကုဆေးရုံတည်ကြည်အဖြစ် ပြန်လည်တိုးချဲ့တည်ဆောက်ခဲ့ပါတယ်။ဒူနာပြုတ်တက္ကသိုလ်ရန်ကုန်ဒူနာပြုတ်တက္ကသိုလ်ရန်ကုန်ကုံပေါင်းနှစ်ခုရှိရာဗိုလ်ချုပ်လန်းတောင်ဘက်ချမ်းကိုရန်ကုန်ထောင်ရှိစဉ်ကစိုက်ကင်းများထောင်ပိုင်ယုံထောင်ဝန်နှန်းတန်းလျာများရှိတဲ့နေရာတွင်ဥစွာဆောက်လုပ်ခဲ့ပြီး1986ခုနှစ်မှာဒူနာပြုတ်တင်နန်းကျောင်းအဖြစ်ဖွင့်လှစ်ခဲ့တယ်။ နှစ်အနည်းငယ်ကြာမှဒုနာပြုတက္ကသိုလ်ဖြစ်လာပြီးတက်ရောက်ပညာသင်ယူသူများလည်းတစတစပုံမူများပြားလာရာ ယခုဘိုဂျုံလမ်းမြောက်ဖက်ချံယခင်အချင်းတောင်ရှိခဲ့တဲ့နေရာမှာဒူချဲဆောက်လုပ်ပြီး1998တွင်ခွင့်လှစ်ခဲ့ပါတယ်။ဆေးတက္ကသိုလ်တက်ရန်ကုန်ဟာမြန်မာနိုင်ငံရှိဆေးတက္ကသိုလ်၅ခုအနက်1928မှာပထမဦးဆုံးတည်ထောင်ခဲ့တဲ့ကျောင်းဖြစ်ပါတယ်။ အင်္ဂလိပ်အခရာဤပုံသဏ္ဍာန်ရှိတဲ့ခြေတက်ကတူတရံကုန်ကို ပုံထဲမှာကဲ့သို့ပင်ယနေ့ထိတိုင်ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။ဒီနေရာမှာဆက်ဆက်မိလို့ဘိုးကျုံလန်းနဲ့ဖုန်ကြီးလန်းတောင်ရောက်ရင်တေချာသတိထားကြည့်မှမြင်နိုင်တဲ့တရတော်ចောင်းဝင်းတောင်ကဇီဒီသေးသေးလေးတစုအကြောင်းပြောပြပါဦးမယ်။ အဲ့ဒီနာကဖြတ်သွားရင် တခါတရံကတော်ပွဲပေးတဲ့သူ စီမီပန်းကတ်သူတချို့တွေ့ရတတ်တယ်။ငယ်ပေမဲ့ကဲတဲ့ဖះလို့လူကြီးတွေပြောသလိုအယူတဲတဲ့ဖះလို့လည်းပြောစမှတ်တွင်နေ။ဂျေဒီလေးရဲ့အခြေကြောက်စာမှတ်တမ်းအရာရခင်ကရန်ကုန်မြို့လမ်းမတော်မြို့နယ်ရွှေတောင်နန်းလမ်းထိပ်မှာနမယ်မင်းရင်သူ့ကိုယ်သူပောက်ကျော်လို့ဖြေတတ်တဲ့စိတ်ချမ်းမာရေးချွတ်တဲ့သူတယောက်ရှိခဲ့ဘူးတဲ့။သူ့စိတ်ကူးနဲ့သူရွှွန်ရွေသေးတွေစုပုံပြီး ဇေဒီတေယာကနေပေါ့ကျော်တဲတဲ့ဖုရား ပေါ့ကျော်ဖုရားရဲ့လို့တဖြည်းဖြည်းလူသိများနာမည်ကြီးလာခဲ့တယ်။နောက်လမ်းကိုတိုးချဲ့ဖောက်လုပ်တဲ့အခါလမ်းနဲ့မလွတ်တာကြောင့်ယခုလက်ရှိနေရာတရတော်ကျောင်းဝင်းကြီးတောင်ကိုရွှေ့ပြောင်းပေးခဲ့ရတယ်ဆိုပါတယ်။လောကီကိစ္စအတိုက်အခိုက်များ ရံများနေသူများနဲ့စီးပွားရေးလက်ပိတ်နေပြီးပိုပြောရမှာမထင်မရောက်ဖြစ်နေသူများအတွက်အကောင်းဆုံးဓာတ်စီရီဖြစ်တယ်လို့ယုံကြည်ကြကတည်သူဖော်စာမတည်သူကြော်သွားဆိုသလို လာရောက်ဖူးမြော်ဆူတောင်းတဲ့သူတွေရှိနေသေးပါပဲ1969ဧပြီလထုတ်မဟေတီမဂဇင်းမှာဆရာမိုးရေးသားတဲ့အယူဖျားမခုညာ ဘလူးစားလိမ့်မည်ဆိုတဲ့ခေါင်းစဉ်နဲ့ကျောင်းမလေးတပုတ်ဖတ်ခဲ့ဘူးတာကိုကိုးကားပြီးပေါ်ပြလိုက်ရပါတယ်။အယူဖျားမဖူးညာဘလူးစားလိမ့်မယ်။ဖျားလေးငငယ်ပေါ့ကြော်မတဲ့ငယ်တာငယ်ကယ်ဆယ်မဲ့ဖျားမယ်နဲ့မောင်ပူသည်ဝတ်ကိုစီးချွတ်လိုက်လေ။အထုပ်အပြင်တချိန်ကရန်ကုန်ထောင်ကြီးရှိခဲ့ရာလမ်းမတော်နေမြေဟာ အချိန်ကာလရွေရလာသည်နှင့်အမျှတပြေးပြေးပြောင်းလဲလာရင်ထိုစဉ်ကရှိခဲ့တဲ့အဆောက်အဦတချို့မှလွဲ၍သမိုင်းမှအမတ်ရစရာအကြောင်းအရာများဖြစ်သောကြံရှိပါတော့တယ်။